ဆဖန်မြမအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့အနေကကိုယ့်ရဲ့ manifestation center တွေဘာကြောင့်မပြေဝရတာလဲဆိုတာနဲ့ကိုဖြစ်ချင်တဲ့ center တွေကို block ဖြစ်နေစေတာတွေကဘာတွေလဲဆိုတာလေးတွေကိုဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ တချို့သော social media များထဲမှာဆိုရင်အနည်းဟိုမိကြတဲ့သူတွေရှိတယ်ပေါ့နော်။ကိုက manifestation လုပ်နေရအရန်ကြာပြီ။ဒီစန္ဒတစ်ခုကိုဖြစ်မြအောင်လို့အရန်စူးစမ်းအထုတ်နေတယ်။နှီးမျိုးစုံလေးလုပ်တဲ့တရားတွေလည်းဒါနဲ့ကြီးစုတရားတွေလည်းပြီးတယ်။ဒါပေမဲ့ဘာဖြစ်လို့ကိုဖြစ်ချင်တဲ့စန္ဒကမပြည့်ဝသေးတာလဲ။ဘာဖြစ်လို့ကိုရဲ့ manifestation တွေကမအောင်မြင်နေသေးတာလဲ။ဆိုတဲ့မိကွန်းနေမေးလေးရှိတယ်ပေါ့နော်။ဆိုတော့ any cry လေးအဲ့ဒီအဆင့်ကိုအချိန်အကြာကြီး ပိတ်မိနေခဲ့ဖို့ရပေါ့နော်ဥပမာအဖြစ်အနစ်ဖြစ်ခြင်းတဲ့စန်တာတွေ၅ချက်ရှိတယ်ဆိုကြပါစို့တိတ်ပြီးတော့အရေးမကြီးတယ်၄ချက်ကပြည့်ဝပြီးတော့အရေးကြီးဆုံးတစ်ချက်ကပြည့်ဝဖို့အတွက်ကအရင်ကြာနေတယ်အဲ့တော့ဒီအရေးကြီးဆုံးတစ်ချက်ကိုကိုကဖြစ်ခြင်းလားဘေးကအရင်၄ချက်လောက်ရောကိုအတွက်ပြည့်ဝသွားတယ်အဲ့အရေးကြီးဆုံးတစ်ချက်ကြမှာပဲကိုကဘယ်နှခေါ့ပဲလို့လို့နော်အချိန်လေး၆လကျော်တော့ရတယ်၆လတွေတစ်နှစ်လောက်ဖြစ်လာပြီမြန်ဒီစန်တာကမပြည့်ဝနေသေးတယ်လို့ဖြစ်တယ်အဲ့တော့ ဘာကြောင့်မို့လို့ကိုဘွားမှာအရေးကြီးဆုံး manifestation center တွေဆိုပြေးသွားဖို့အရန်ကြာနေတာလေဆိုတော့အနေကအဲ့ဒါကိုသိပံသိကြအဖြေတွေလိုက်ရှာကြည့်တယ်လိုက်ရှာကြည့်တဲ့အခါမှာပထမဦးဆုံးတွေ့တာကတော့အနေတို့တွေကအခုလက်ရှိ ဖြစ်ပျက်နေတဲ့အရာတွေမှာလက်မခံနိုင်သေးတာတွေရှိနေလို့ပါအထူးသဖြင့်အနေတို့ဖြစ်ချင်တဲ့စန္ဒာတွေနဲ့ပတ်သက်တာပေါ့နော်အဲ့တော့မြင်တာဥပမာနဲ့ပြောရမယ်ဆိုရင်တော့အနေတို့ကအခုဒီအလုပ်ကိုမလုပ်ချင်တော့ဘူးအလုပ်အသစ်ကိုရချင်တယ်အဲ့တော့အလုပ်အသစ်ကိုပြောင်းဖို့တူတီးမဟုတ်ကိုယ်ပိုင်လုပ်ငန်းစတင်ဖို့ manifest လုပ်ထားတယ်မြင်တခြားအရာတွေဒါပြည့်သွားတယ်အလုပ်တွေစဖို့တူမဟုတ်ကိုယ်ပိုင်လုပ်ငန်းစဖို့ဆိုရင် manifestation ရလုံးဝမပြည့်လာဘူးဘာကြောင့်လဲဆိုတော့ကိုကအခုလက်ရှိအလုပ်မှာမပျော်နေဘူးမပျော်နေလို့လေကိုကနောက်ထပ်လုပ် အစ်တကူသမဟုတ်မဲ့ဒီကိုပိုင်လုပ်ငန်းစဖို့အတွက် manifest လုပ်တာပေါ့နော်အဲ့တော့ခါကျတော့အခုလက်ရှိဒီအလုံးနဲ့ပတ်သက်ပြီးတော့မကြိုက်တဲ့စိတ်ကြီးကနောက်ထပ်အစ်တဝင်လာမဲ့အလုံးနဲ့ပတ်သက်တဲ့ကံကောင်းခြင်းတွေကို block ဖြစ်နေစေတာဖြစ်ပါတယ်ဆိုတော့သူနဲ့သက်ဆိုင်တဲ့အရာမှသွားပြီး block ဖြစ်တာပေါ့နော်ဂျန်နဲ့စန်တာလေးတွေမှာကျတော့အနေရောမှာကအခုလက်ရှိပြစ်ဆုပ်ပန်နဲ့ပတ်သက်ပြီးတော့အရင်မကြေနပ်နေတာမရှိဘူးဒါပေမဲ့ကိုအရင်ဖြစ်ချင်တဲ့စန်တာဆိုတာအနေရောအခုလက်ရှိအဲ့ဒါနဲ့ပတ်သက်ပြီးတော့မကြိုက်လို့ ပြင်ကျင်တာလေနော်ဥပမာအဖြစ်အညီတို့ဒီနေရာမှာမနေချင်တော့လို့တခြားနေရာတခြားနိုင်ငံကိုပြောင်းကျင်နေတာပဲဖြစ်ဖြစ်โอเคဒီလူနဲ့အစ်စ်မပြေရောလို့နောက်ထပ်လူတစ်တွေနဲ့တွေ့ဆုံကျင်တာပဲဖြစ်ဖြစ်ဒီရလုံးကိုမကြိုက်တော့ကိုယ်ပိုင်လုပ်ငန်းစကျင်တာပဲဖြစ်ဖြစ်အညီတို့ကဒီစန်တာအစ်စ်ကိုဖြစ်ချင်လာတဲ့တွန်းဝါကအခုလက်ရှိအနေအထားကိုမကြိုက်လို့ဆိုရက် တင်းဝါတစ်ခုကိုသတ်တွေ့ပါလိမ့်မယ်။ဆိုတော့အနရုကိုကိုကိုစမ်းစစ်ကြည့်လိုက်ပါ။အနရုပြေဝလာခဲ့တဲ့စန္ဒာရီတွေမှာလက်ရှိပစ္စုပ္ပန်နဲ့ပတ်သက်ပြီးအရင်မကျေတတ်တာအားမရတာမရှိနေဘူးဆိုအဲ့စန္ဒာကမြန်မြန်ပြေဝပါလိမ့်မယ်ပေါ့နော်။နောက်တဲ့ example တစ်ခုကအနီကိုတွေ့ဖြစ်ခဲ့ပူတာပေါ့နော်။ အဲ့အနည်းရယ်ကိုပိုင်ပေါ့နော်အဲ့ဒီအတွေ့အကြုံလေးတခုရှိခဲ့ဘူးရယ်ဒီအနီမန်နီဖက်စတေးရှင်းတွေစလို့တုန်းကအနည်းအဲ့တော့ကပေါ့နော်အနည်းရယ်အလီစင်ပေ့ချ်လေးကိုဟိုးအစကလေးက follow လုပ်ခဲ့တဲ့ social media များဆိုတိပါလိမ့်မယ်အဲ့တော့အနည်းကစာအုပ်ကလေးတွေထုတ်တယ် sticker လေးတွေရောင်းနေ business တွေတခုရှိရယ်ပေါ့နော်အဲ့အဲ့လို sticker လေးတွေရောင်းနေအတွက်ကြောင့်မို့အနည်းကကိုပိုင် printer လေးတလုံးကိုလိုချင်တယ်အဲ့တော့အနည်းကအဲ့ဒီကိုပိုင် printer လေးကို manifest လုပ်ထားတယ်ဒါပေမဲ့အဲ့ဒီ printer လေးက manifestation မပြည့်နေဘူးပေါ့နော်မရောက်လာနေဘူးတခြားဟာတွေပြည့်တယ်ရောင်းအားတွေတက်တယ်ရောင်းကောင်းတယ်ငွေတွေရတယ်ဒါပေမဲ့အဲ့ printer manifest လုပ်တာမပြည့်နေဘူးအဲ့တော့ဘာကြောင့်လဲအဖြစ်ကိုရှာတဲ့အခါမှာအနေကကိုယ်မှာကိုယ်ပိုင် printer မရှိတဲ့အတွက်ကြောင့်မို့လို့အိမ်ရဲ့ land tag ကိုသွားပြီးတော့မှ ဒီ sticker လေးတွေထုတ်ရတယ်ပေါ့နော်အဲ့လိုထုတ်ရတဲ့ခါမှာတနည်းကိုအနေ၃ခေါက်လေးသွားရတာလေးရှိတယ်နေပူပူမိုးရွာရွာသွားရတယ်ပေါ့နော်အဲ့လိုသွားရတဲ့ချိန်တိုင်းမှာလမ်းမှာအနေကဘာခန်းစားရလဲဆိုငါမှသာ printer ရှိခဲ့ဒီလိုသွားရမှာမဟုတ်ဘူးဒီလိုသွားရတာကြီးကငါမပြောဘူးဒီလိုသွားရတာကြီးကစိတ်ညစ်လိုက်တာဥမာမိုးရွာရင်းနေလေးဆိုပို့ဆိုရအောင်ငါ့ရဲ့ sticker တွေတော့ရေစုပ်ကုန်တော့မှာပဲဟိုကလမ်းလျှောက်သွားရတာပေါ့နော်အဲ့တော့ဒီလမ်းလျှောက်သွားရတဲ့အတွက်ကြောင့်ခြေတော့ညောင်းနေဆိုအနေကအမြဲတမ်းလို့လို့အဲ့သွားနေတဲ့လမ်းတစ်လျှောက်နဲ့ ိမ်ပြန်တဲ့လမ်းတစ်ချောင်းမှာငါဒီအရကြီးလောက်ရတာမကြိုက်လိုက်တာဆိုတာအမြဲပြောနေလေးရှိတယ်အဲ့လိုပြောနေရတဲ့အတွက်ကြောင့်ဒီချင်းလေးကြီးကိုပြောင်းလဲစေနိုင်လောက်မဲ့အရာဝင်မလာနိုင်ဘူးဆိုတော့ကို့မှာ gratitude မရှိနေသေးလို့ပေါ့အဲ့တော့အနေနဲ့ဒီရောင်းအားတွေနဲ့ပတ်သက်တာငွေကြေးနဲ့ပတ်သက်တာမှာကျတော့အနည်းမှာလက်ရှိနဲ့ပတ်သက်ပြီးမကျေနပ်တာမရှိနေဘူးအမှငွေကြေးဆိုရင်လည်းအနည်းကအခုလက်ရှိကို့မှာပိုင်ဆိုင်ထားတဲ့ပတ်သက်လေးတွေကိုချစ်လိုက်တာလို့စိတ်ထားနိုင်တဲ့ခါကျတော့ပတ်သက်လေးတွေရောက်လာတယ်အဲ့လိုပဲရောင်းချဖို့အတွက်ကိုလည်းကိုကအော် ngai sticker လေးတွေကိုငါရောင်းနိုင် င်လိုက်တာကျစုတင်လိုက်တာဆိုရင်စိတ်ကလေးရှိနေတော့အနေကအဲ့ဒီအပိုင်းတွေမှာကျတော့အဆင်ပြေနေတယ်ခုနက printer ကိုလိုချင်တယ်အိမ်မှာပဲကိုယ့်ဟာကိုယ်ကိုယ်ကိုကြထုတ်ချင်တဲ့အပိုင်းကြီးကျတော့ဘလို့မှ manifest လုပ်လို့မရအောင်အဲ့တော့အနေရဲ့စိတ်ကိုစပြီးပြောင်းကြည့်လိုက်တယ်ဒီ shoot out အမျိုးစပြီးပြောင်းကြည့်လိုက်တယ် okay ငါဒီ printer ဒီ sticker ပေါ့နော်ထုတ်ဖို့သွားရင်လမ်းမှာငါဘလောက်တောင်မှကျစုတင်လိုက်တာဆိုတဲ့စိတ်ကလေးကိုစပြောင်းထားကြည့်မယ်ဆိုပြီးတော့မှအတွေ့ကိုပြောင်းလိုက်တယ်အဲ့တော့အနေက၃ခေါက်တော့ရတယ်မနေ့တစ်ချိန် နေ့လေတစ်ချိန်ညနေတစ်ချိန်သွားရတယ်ပေါ့နော်အဲ့လိုသွားတဲ့ချိန်တိုင်းမှာဆိုလို့ရှိရင်အနေကအော်ငါဒီလိုမျိုးဒီလမ်းထိပ်ကိုသွားပြီးတော့မှစတစ်ကာလေးကိုထုတ်ခွင့်ရကျေစုတင်လိုက်တာဒီထက်တာပိုဝေးတဲ့နေရာဆိုလို့ရှိရင်ငါလမ်းလျှောက်သွားနိုင်မှာမဟုတ်ဘူးအဲ့တော့ငါရဲ့လမ်းထိပ်ကလေးမှာစိုင်လေးဖွင့်ပေးထားတဲ့အတွက်ကျေစုတင်ပါတယ်ပြီးတော့အဲ့မှာထုတ်ပေးတဲ့စိုင်ရှင်ဦးလေးရှိတယ်သူကလည်းတဘောကောင်းလိုက်တာပြီးတော့ကိုကဒီလိုမျိုးနေလမ်းလျှောက်သွားတဲ့အတွက်ကျမကြီးနဲ့လည်းညီညွတ်လိုက်တာမိုးရွာလည်းမိုးရွာနေပွေလည်းနေပွေတဘာတရားကြီးကိုလည်းအနေစပြီးကျေစုတင်လိုက်တယ် ဲ့တော့အဲ့လိုမကြည့်စွတ်တလိုက်တဲ့အချိန်မှာမထင်မလားဘာဖြစ်လာလဲဆိုတော့အနေရဲ့ဒီဦးလေးဖြစ်သွားပေါ့နော်အာဒီအနေရလေသူ့ကိုဘာမှပြောဖို့တာမျိုးမရှိဘူးပေါ့နော်မရှိဘဲနဲ့သူက printer ကြီးကိုအေကိုဝယ်လာပေးတယ်ဘာဖြစ်လို့ဝယ်လာပေးလာလဲဆိုတော့ဒီအနေ live ပေါ့ပေါ့နော်ဒီလိုမျိုးလေး paste test တွေပေါ့နော်လုပ်နေတာလေးကိုတွေ့တော့သူကလည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့မှ supporting လုပ်ပေးချင်လို့ပါဆိုပြီးတော့လက်ဆောင်လာပေးသွားတယ်ဆိုတော့ဘလို့မှမထင်မထားနိုင်လောက်အောင်လို့ပေါ့နော်အနေက blog တစ်ခုကိုဖြီးလိုက်နိုင်တယ်လို့ခံစားလိုက်ရတယ်အဲ့ ဲ့ချိန်ကစပြီးတည်သွားတယ်။အော်ငါ manifestation ပြဖို့ဆိုလို့ရှိရင်လက်ရှိအနေထားကိုငါကျေစုတရားမှာပါလား။နော်ဖုံးတက်လေးတလုံးရဖို့ဆိုရင်လက်ရှိဖုံးကြီးကဆုပ်လိုက်တာငါလက်ရှိဖုံးကြီးကိုဆိတ်ညစ်လိုက်တာလေးလိုက်တာတုံးလို့မကောင်းလိုက်တာလို့တွေးနေတည်း၍ဖုံးတက်ကရောက်လာဖို့ခက်နေတော့လက်ရှိဖုံးလေးကိုကျေစုတင်လိုက်တဲ့အခါမှာဖုံးတက်ရောက်လာဖို့ block တစ်ခုပြီးသွားစေတယ်။အနေကအဲ့ဒီသဘောတရားလေးကိုချိတ်ဆက်မိသွားရင်နောက်ပိုင်းမှာတော့ကို manifest လုပ်ဖို့ stuck ဖြစ်နေတဲ့အရာတွေ အားလုံးအပြည့်ပြည့်သွားတယ်လို့ခန့်စားလိုက်ရတယ်။ဆိုတော့ Anurudh's family များအနေနဲ့လည်းကိုယ့်ရဲ့ manifestation လုပ်နေတဲ့ process ကြီးရဲ့မှာတချို့ဆန္ဒတွေကတော့ပြည့်တယ်ဒါပေမဲ့အဖြစ်အစဉ်ဆန္ဒတခုကမပြည့်သေးဘူးဆိုရင်အဲ့မှာငါက လက်ရှိအမြင်ဘာပြောင်းဖို့လိုလဲဆိုတာကိုကိုကိုစပြီးဆန်းစစ်ကြည့်လိုက်ပါဒီချင်းတွေကငါလိုချင်တယ်ဒီချင်းတွေကဘာကြောင့်လိုချင်တာလဲပြင်ကြည့်တော့အော်အခုလက်ရှိအချိန်ဒီမှာငါမပျော်နေလို့ပဲဒါမှမဟုတ်အခုလက်ရှိအချိန်ဒီမှာငါအဆင်မပြေနေလို့ပဲအဲ့တော့မပျော်နေဘူးအဆင်မပြေနေဘူးဆိုတာကြီးကိုငါက gratitude ပေးလိုက်မယ်ဆိုရင်ငါအတွက် block တစ်ခုပြေသွားမယ်ဆိုတာလေးကိုစပြီးတော့မှတတိထားကြည့်လိုက်ပါနောက်ထပ်နီလန်းလေးတစ်ခုကတော့အနေရောကိုကိုကိုလက်ခံနိုင်အောင်ပြင်ဆင်တဲ့အပိုင်းလေးဖြစ်ပါတယ်အဲ့ဒီအပိုင်း ိုင်းလေးကိုကြတော့အနေအား receiving capacity ကိုမြင့်တင်တယ်လို့ခေါ်ပါတယ်ဆိုတော့အနေရတွေဒီတစုံတစ်ခုကိုလက်ခံနိုင်ဖို့ဆိုရင်လက်ခံနိုင်တဲ့အရင်ချင်းကိုယ်မှာပြည့်မီနေမှာဖြစ်ပါမယ်လိုချင်တယ်ဆိုတဲ့အရာတိုင်းက တကယ်တမ်းတော့ကိုယ်စီမှာမဖြစ်လာနိုင်ဘူးအဲ့တော့လူကြတိုင်းတာဖြစ်လာမယ်ဆိုရင်အနေနဲ့လူသားတွေကိုယ်လုံးမှာဟိုအားလုံးကပြည့်ဝနေမှာပေါ့နော်လူကြလိုက်တောင်းလိုက်ရလိုက်ဖြစ်နေမှာအဲ့တော့အနေနဲ့ကလူချင်းုံနဲ့မပြီးဘူးအဲ့ဒါကိုပိုင်ဆိုင်နိုင်ဖို့အတွက်အရင်ချင်းကိုယ့်ကိုယ်ကိုအရင်ဖြည့်ဖို့လိုအပ်ပါတယ်အဲ့တော့အဲ့ဒီအချက်ကလေးကိုလည်းအနေလုံးဝမတိခဲ့ဘူးအနေရဲ့ဆရာဆရာမတွေကထောက်ပြပေးခဲ့တယ်သင်ပြပေးခဲ့တဲ့အပိုင်းလေးတွေဖြစ်ပါတယ်ဆိုတော့အနေကအခုလောလောဆယ်မှာ တခုခုလိုစနေဖြစ်ချင်တယ်ဒါပေမဲ့ receiving capacity ကိုမှမပြည့်ဝသေးဘူးဆိုရင်ဘလို့မှမလက်ခံနိုင်ဘူးအဲ့တော့လက်ခံနိုင်တဲ့ receiving capacity ကိုကိုကိုဘလို့ဆန်းစစ်လို့ရလဲဆိုရင်ဒီ keywords တွေ၃ခုနဲ့ဆန်းစစ်လို့ရတယ် number 1 resilient number 2 discipline နဲ့ number 3 wisdom တို့ဖြစ်ပါတယ်အဲ့ keywords တွေ၃ခုပေါ်မှာမူတည်ပြီးတော့ကိုဒီ receiving capacity ဘလောက်ထိ ကောင်းလဲဆိုတာကိုကြည့်နိုင်ပါတယ်ဆိုတော့ number 1 resilient resilient ကဘာလဲဆိုတော့အနည်းလဲကြသွားတိုင်းမှာပြန် ားနိုင်တဲ့ခွန်အားအရေးအချင်းတက်တိကို resilient လို့ခေါ်တယ်။အဲ့တော့အနေရတွေဒီတဏှာတစ်ခုခုကိုဖြစ်ချင်တယ်ရကျင်တယ်ဖြစ်ချင်တယ်ရကျင်တယ်ဆိုဆက်ဆက်ချင်းမှာအနေရကိုတန်းပြီးတော့ဘုံငနဲ့ပြီးမှာမဟုတ်ဘူး။ဒါကိုပိုင်ဆိုင်ဖို့အရေးချင်းရှိရလားဆိုပြီးတော့အနေရကိုအရင်ဆုံး lessons တွေအရင်ပို့လိုက်မှာမျောလင့်ထားသလိုမဖြစ်လာတာတွေလွဲချော်သွားတာတွေကြာရှုံးသွားတာတွေကအရင်ရောက်လာတတ်တယ်။အဲ့လိုရောက်လာတဲ့အချိန်မှာကိုက resilient နဲ့ ပြန်ထရကိစ္စမရှိဘူးကြရှုံသွားလေနောက်တစ်ခေါက်ပြန်ပြီးတော့အောင်မြန်ကြိုးစားမယ်လွဲချော်သွားလေနောက်တစ်ခေါက်ငါကရအောင်လှုပ်ဆောင်မယ်ဆိုရဲစိတ်မျိုးနဲ့ပြန်ထနိုင်ပြီဆိုရင်အနေရဲ့ပထမ step 1 receiving capacities ကိုအောင်မြင်သွားပြီအဲ့တော့အနေရဆို family များအနေနဲ့ကကိုလိုချင်တဲ့ center တွေကို manifest လုပ်တယ်ပထမတစ်ခေါက်မှာလွဲချော်သွားလိမ့်မယ်ဆိုလွဲချော်သွားပြီဆိုတိုင်းမှာငါတို့လွဲသွားပြီမရတော့ဘူးဆိုလက်လျှော့လိုက်ပြီဆိုရင်အနေရ receiving capacity task က fail ဖြစ်သွားပြီကြရှုံသွားပြီအဲ့ချိန်မှာကိုပြန် ထားမှာโอเคဒီတစ်ခေါက်မရပါဘူးဒါဆိုခင်ငါနောက်တစ်ခေါက်ပြန်လုပ်ကြည့်မယ်နောက်တစ်ခေါက်ပြန်ထားကြည့်မယ်လွဲတော့တယ်ဘယ်နှကြိမ်လွဲလွဲငါကစက်ကြိုးစားနေတရွေးကတော့ဒီဟာကိုရမယ်တနည်းရှိလာမယ်ဆိုရယ် resilient နဲ့ပြန်ထားနိုင်တာနံပါတ်1ပေါ့နော်နံပါတ်2က discipline ဖြစ်ပါတယ်စီကံရှိတာပါတစုံတစ်ခုကိုအနေရောလက်ခံရရှိခြင်းလဲဆိုရင်အနေရောမှာစီကံရှိဖို့လိုအပ်တယ်စီကံဆိုတာအပြင်းအလူတွေချမှတ်ထားတဲ့စီကံမဟုတ်နေပဲနဲ့ ကိုကိုကိုချမှတ်ထားတဲ့စီကံတစ်ခုပါ။အမဒီချိန်မှာငါဒါလုံးမယ်ဆိုရင်အလုပ်ကိုလုပ်မယ်။အဲ့တော့ဒီချိန်မှာငါဒါလုံးမယ်ဆိုရင် မလုပ်ဘဲနဲ့ကိုကပြင်းတာပဲဖြစ်ဖြစ်တခြားသော excuse စင်ကြယ်တစ်ခုပဲဖြစ်ဝင်လာလိုက်လို့မလုပ်ဖြစ်လိုက်ဘူးဆိုလို့ရှိရင်အညီတို့က discipline ပြတ်သွားပြီ။ discipline ပြတ်သွားပြီဆိုလို့ရှိရင်အညီတို့ကပထမဆုံးစဖြစ်တာကဘာလဲဆိုကိုကိုကိုယုံကြည်မှုပြတ်သွားတာ။အဲ့ဒီရဲ့ဆရာမတော်ကပြောလဲဆိုတော့ကိုကိုကိုအကြည်ညိုပြတ်သွားတယ်လို့ပြောတာပေါ့နော်။ဆိုတော့ကိုကိုကိုအကြည်ညိုပြတ်သွားတယ်ဆိုတော့ငါလုပ်မယ်လို့ပြောထားတဲ့အရာတစ်ခုကိုအညီတို့ကမလုပ်ဘူးဆိုလို့ရှိ ှင်ကိုကကုကုကိုအကြည့်ညိုပြတ်လာတယ်။အော်ငါကယုံကြည်ဖို့မထိုက်တန်တဲ့သူပဲ။ငါဘာငါလုံမယ်လို့ပြောလိုက်မလုံဖဲနေလိုက်လုံမယ်လို့ပြောလိုက်မလုံဖဲနေလိုက်နေဖြစ်နေတော့ငါကုကုကိုမယုံကြည်ထက်မယုံကြည်ထိုက်ဘူးမကြည်ညိုထိုက်ဘူးဆိုတာကလေအနေရောရဲ့ receiving capacities ကိုကျသွားစေတယ်။ နော် test fail သွားတာပေါ့နော်အနေနဲ့စမေးပွဲရှုံးသွားတာပေါ့အဲ့တော့ဒုတိယတစ်ဆင့်အနေနဲ့ဒီကိုကိုကိုစီကန်ချမှတ်ထားတဲ့အတိုင်းငါဒီချိန်မှာဒါလုပ်မယ်ဒီချိန်မှာဒီကိုသွားမယ်ဒီချိန်မှာဒါကိုလေ့ကျင့်မယ်ဒီချိန်မှာဒါကိုလေ့လာမယ်ဆိုရင်ကိုကအဲ့ဒီအချိန်မှာအတိအကျလုပ်နိုင်တယ်ဆိုလို့ရှိရင်အနေနဲ့မှာဒီ discipline ကအောင်မြင်သွားပြီအဲ့ဒီ discipline ကအနေနဲ့လိုချင်တဲ့စံသားတွေနဲ့ ပေါ့နော် connect ဖြစ်နေဖို့မလိုဘူးပေါ့နော်ဥမာပြကိုလိုချင်တာအရင်လိုမျိုးပေါ့နော်ကိုက printer ကိုလိုချင်တာမှန်တယ်ဒါပေမဲ့အရင်ရဲ့ discipline ကကြတော့ဟို own business တစ်ခုကိုဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့တင်ငန်းစာကိုတစ်နေ့ကို45မိနစ်ပေါ့နော်ကြည့်မယ်ဆိုတဲ့ discipline ပေါ့နော်ဒါအရင်ရဲ့ discipline ပေါ့အဲ့ဆိုရင်ကိုကတစ်နေ့ကို45မိနစ်အဲ့ဒီ business ဘယ်လိုတည်ဆောက်ရမလဲဆိုတော့အရင်ကဇက်တိုက်လေးလာနိုင်တယ်ဆိုလို့ရှိရင် အချိန်တစ်ခုရောက်သွားလို့ရှိရင်အနေရောကိုကိုကိုသူ discipline ချတာပြည့်သွားတယ်ပေါ့နော်ဥပမာပြင်အနေကလုံမယ်လို့ပြောထားလိုက်လုံလိုက်မလုံလိုက်စင်ကြေးပေးလိုက်ပြန်ဖြတ်လိုက်ဖြစ်နေရဆိုလို့ရှိရင်ကျတော့အနေက discipline မှာ fail ဖြစ်သွားတယ်အဲ့တော့ဒီဘက်တစ်ဖက်မှာလေကိုက printer လေးရပြီးတော့ကိုပိုင် လုပ်ငန်းတစ်ခုကိုကြကြနာလုပ်နိုင်မယ်ဆိုတော့ manifestation ကလေ stuck ဖြစ်သွားပြီပေါ့ရှေ့ကိုဆက်မသွားနိုင်တော့ဘူးသူကလည်းပိတ်သွားပြီအဲ့တော့အနေတို့ so family များဒီကိုကိုကိုချမှတ်ထားတဲ့စီကံတွေရှိပါသလားမရှိဘူးဆိုရင်အခုကစပြီးတော့ချကြည့်ပါငါတနေ့ကိုဘာ လုပ်မယ်အနေရောကောင်းမဲ့ growth ဖြစ်စေမယ့်အရာပေါ့နော်ဘယ်ချိန်မှာပါလုပ်မယ်ဘယ်လိုလေးခြင်းငန်းလုပ်မယ်ပြီးအဲ့ဒါကိုတကယ်လုပ်လာတကယ်လုပ်တယ်ဆိုလို့ရှိရင်အနေရောဒါဒုတိယတစ်ဆင့် discipline အဆင့်မှာ အောင်မြင်သွားပြီဖြစ်ပါတယ်နောက်တစ်ခုကကြတော့အနေရောနောက်ဆုံးတစ်ဆင့်ဖြစ်နေတဲ့ wisdom wisdom ဆိုတာကဉာဏ်ပညာကိုပြောတာဖြစ်ပါတယ်အနေရောဒီဒီတဆွတ်ထို့အရာတိုင်းကိုလုံးနေလို့မရဘူးအနေရောကဉာဏ်လေးနဲ့ရှင်ပြီးသိနေဖို့လိုအပ်တယ်ဆိုတော့ကိုယ်ကလေကိုလိုချင်တဲ့စန္ဒာတွေကိုဖန်တီးနေတဲ့အချိန်မှာအနေရောမှာ wisdom လိုအပ်ပါတယ်ဆိုတော့ wisdom ကဘာကိုပြောလဲဆိုတော့ ကိုလက်ထဲကိုဒီစန္ဒာပြေးဝသွားပြီးရောက်လာပြီးဆိုရင်ဒါကိုဘယ်လိုထိန်းသိမ်းထားမှာလဲဘယ်လိုမှ deploy လုပ်မှာလဲဆိုရယ် wisdom ဖြစ်ပါတယ်အဲ့အနည်းဥပမာနဲ့ပဲရှင်းပြီးတော့ပြောမယ်ပေါ့နော်ဆိုတော့အနည်းကဒီမှာဒီ printer ကိုလိုချင်တယ်လို့ manifest လုပ်တယ်ဒါပေမဲ့အဲ့ printer ကိုလက်ထဲကိုရောက်လာပြီးပြီးဆိုရင်ကိုကဘယ်လို maintain လုပ်မှာလဲဘယ်လိုထိန်းသိမ်းမှာလဲဘယ်လိုတွေဒီဟာကိုအသုံးချပြီးတော့ကိုလုပ်ငန်းကိုဒေါတာကိုတိဆောက်မှာလဲဒီ printer ကိုရောအညီတို့ဘယ်လိုမျိုး benefit အသုံးချမှာလဲဒီ printer အတွက်လိုအပ်တဲ့ပစ္စည်းတွေကိုရောဘယ်လို ွဲမှာလေဘာတွေလိုအပ်တလဲဆိုတာတော့တည်တလားဘလို့အသုံးချမလဲဆိုတော့တည်တလားအဲ့အရာတွေကိုအနေရောကြိုပြီးတော့မှလေ့လာသိရှိထားဖို့အတွက်လိုအပ်တယ်အဲ့တော့အဲ့အရာကိုလေ့လာသိရှိထားခြင်းမရှိနေဘူးဆိုလို့ရှိရင်တော့ဒါအနေရော wisdom အစ်မ feel ဖြစ်သွားပြီဆိုလို့ရှိရင်အဲ့ဒါကတ်တီးလေးလွဲထွားတဲ့အရာတွေကိုပြောတာပေါ့နော်ဟာရောက်ခံနီးမှာဒီစန္ဒလွဲချော်ထွားတယ်ဆိုတော့အဲ့ဒါအနေရော wisdom မှာလိုထွားလို့ဖြစ်တယ်ဟာဒီမှာအနေရောလူသားတွေကအရန်လိုချင်တဲ့စိတ်ဖြစ်ချင်တဲ့စိတ်ရှိပေမဲ့လက်ထဲရောက်လာပြီးွားရင်ဒါဘလို့ဆက်ထိန်သိမ့်ပါလေဒါဘလို့မှာ ဒပ ্লাই လုပ်မှလဲပိုကောင်းလာအောင်လုပ်မှလဲဆိုတာကိုကြာမတွေးထားမိတတ်ကြဘူးပေါ့နော်အဲ့တော့အနေရောအဲ့ဒီ wisdom ကိုလေတွေးထားကြည့်ဖို့ပို့လို့အပ်တယ်ဆိုတော့ resilient discipline နောက်ဆုံးတစ်ခု wisdom သုံးခုပြည့်သွားပြီဆိုရင်အနေရောဒီ receiving capacity ဆိုတဲ့ summary ဘွဲကိုအောင်မြင်သွားပြီအဲ့ခါမှလည်းအနေရောလိုချင်တဲ့စန္ဒာတွေကကိုယ့်စီကိုရောက်လာပါလိမ့်မယ်ဆိုတော့တတိယနီလန်လေးတတိယနီလန်လေးကတော့ပါလေဆိုတော့အနေရောပြီးသွားခဲ့တဲ့အရာတွေကို release လုပ်နိုင်ခြင်းပါ ော်အဲ့အဲ့အရာကလည်းကိုယ့်ရဲ့ manifestation တွေပြည့်ဝဖို့ block ဖြစ်နေစေတဲ့အရာကြီးတွေကတခုပဲပေါ့နော်ဆိုတော့ကိုယ့်ရဲ့အတိတ်မှာ ဖြစ်ပြီးခဲ့တဲ့အရာတွေမှာကိုယ်မှာမကျေနပ်တာတွေရှိလားအဲ့မကျေနပ်ချက်တွေရှိနေသေးတယ်ဒါမှမဟုတ်ကိုယ့်စိတ်ထဲမှာနောင်တတရားတွေရှိနေသေးတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ရှေ့ဆက်သွားမဲ့လဲเจ้าနေတာ block ဖြစ်နေတတ်တယ်ဘာလို့လဲဆိုတော့အနေရော universe ကစမ်းလို့ဘက်မှာအောင်သေးဘူးလို့ကောက်ချက်ချလိုက်တာပေါ့ဩသူကအခုထိ လွတ်မချနိုင်သေးတာတွေရှိနေတာပဲအဲ့တော့ तू ကစမွဲမအောင်တည်တဲ့အတွက်ကြောင့်သူ့ကိုယ် तू growth လုပ်လို့မရဘူး तू ကိုယ် तू တစ်စမြင့်တယ်လို့မရဘူးလို့ဆုံးဖြတ်လိုက်တယ်ပေါ့နော်ဆိုတော့ inner တွေကလေပြန်ဆက်စစ်ရမယ်ငါအတိတ်မှာငါ release လုပ်ဖို့ကြံနေသေးတာရှိလားဒါရီအကြောင်းအရာတွေလည်းဖြစ်နိုင်တယ်လို့မျိုးဒါလူတွေနဲ့ပတ်သက်တဲ့ကြာတွေလည်းဖြစ်နိုင်တာပေါ့နော်ဆိုတော့အမုံတရားတွေရန်ညိုးတွေနောင်တတရားတွေမချေနှချင်းတွေအဲ့ဒါတွေအားလုံးကို release လုပ်လိုက်ပါပြီးတော့ပြီးငါနဲ့မသက်ဆိုင်တော့ဘူးငါရှေ့ကိုဆက်သွားရမယ်ငါလိုချင်တဲ့စင်တာကြီးဖြစ်လာဖို့အရေးကြီးတယ်အနေရောဒီအတိတ်မှာပဲထက်ခါထက်ခါကြီးပြိမိနေမယ်အစားကိုယ့်ရဲ့ဘဝအနာဂတ်ကိုရှေ့ဆက်သွားဖို့ကပိုအရေးကြီးတယ်မဟုတ်လားအဲ့တော့ ကိုအနာဂတ်စန္ဒာရေးပြေဝလာဖို့အမျိုးတို့ဒီလက်လွတ်တင်တာကိုလွတ်ခဲ့ရမယ်။တရားဟာဘလောက်ပဲကိုကိုနာကျင်စေတဲ့အရာ ဖြစ်ပါစေဆွလွန်တင်တာကိုဆွလွန်ခဲ့ရမယ်။တချို့မှတ်ဉာဏ်တွေကိုဖျက်ချထားခဲ့ဖို့အတွက်လိုအပ်တယ်။ဆိုတော့အမျိုးတို့ဒီအမုန်းတရားတွေကိုလည်းလွတ်ချလိုက်မယ်။ခွင့်မလွတ်နိုင်တာတွေကိုလည်းခွင့်လွတ်လိုက်မယ်။ release လုပ်ပေးလိုက်မယ်။ဘာသာဆိုလို့ရှိရင်တော့အမျိုးတို့ဒီအတွက်ကိုယ့်ရဲ့ဖြစ်စင်တဲ့ manifestation တွေကကိုယ့်စီကိုဝင်ရောက်လာစေပါဖြစ်ပါတယ်နော်။အဲ့တော့အမျိုးတို့ဒီ manifest ဆုံးနေ soul family များကိုယ့်ဖြစ်စင်ဆုံး င်စန်တာတွေမပြေဝနေတာကြီးကြုံတွေ့နေရပြီဆိုရင်ဒါရကိုလုံးပေါ်လုံးနီးမာနေတာလည်းမဟုတ်ပါဘူးကို့မှာ block တွေရှိနေတယ်လို့ဖြစ်ပါတယ်အဲ့ block ကိုဖြည့်ရမှာပါပူရကိုစူးစမ်းရမှာမဟုတ်ဘူးအရင်အားဆိုအနေလုံးဖို့တယ်ကိုကထားပါတော့အနီဒီနေ့ visualization နဲ့တရားစင်မနစ်ထိုင်နေအဲ့ဆန္ဒမပြေဝလာ okay အဲ့ဆိုငါ visualization နဲ့လုပ်မယ် gratitude လည်းရေးမယ်369လည်းရေးမယ် subliminal လည်းနားထောင်မဆိုပြီးတော့အနေက method တွေအများကြီးတိုးပြီးလုပ်လို့ရှိအဲ့ဒါဆိုကိုကပို့ပြီးခြေကုပ်လက်ဖမ်းကြတယ်တကယ်ကနေတော့မဖြစ်ပါဘူးဆိုရင်ရာသမြနီလန်းပေါင်းစုံသုံးပြီးလုပ်နေရမှာမဟုတ်ဘူးမဖြစ်လာရခြင်းရဲ့ block ကဘယ်အရင်းမြစ်ကဆလာတာလဲဆိုတာကိုရှာဖွေပေးရမှာဖြစ်ပါတယ် ဇာတိဗီဒီယိုကိုကြည့်နေတဲ့ Soul Family များအနေနဲ့လည်းမိမိတို့ Manifestation Center တွေမှာ stuck ဖြစ်နေတာတွေ block ဖြစ်နေတာတွေရှိရေဆိုရင်ဒီနေ့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့အခါမှာဘာဆက်လုပ်ရမလဲဆိုတဲ့ ideas လေးတွေရသွားမယ်လို့အနေယုံကြည်ပါတယ်။ဒီနေ့ဗီဒီယိုလေးကလည်းအနေရော Soul Family များအတွက်အကူအညီအထောက်ပံ့လေးတစ်ခုရရှိခဲ့မယ်လို့လည်းအနေယုံကြည်ပါတယ်နော်။ဒီဗီဒီယိုကိုကြည့်နေတဲ့ Soul Family များအားလုံးမိမိတို့ရဲ့လူရင်းစံတာတွေပြေဝကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အနေရောနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ဆုံကြပါမယ်။ ယ်เนาะကျေးဇူးများလေးတင်ပါတယ်ရှင်ဘိုင်ဘိုင်